ကိုကိုနေစားလို့ပဲထင်းနေယောဂရဲဆိုတာတွေ့လိုက်တာနဲ့တပြန်နေမျက်လုံးပြူမျက်စံပြူဖြစ်ကဲပါအောင်ယူပါအောင်ဖြစ်လာတကယ်ကိုကမမြင်တဲ့သဘောဝရှိသည့်အတွက်ကြောင့်ဆင်းရဲဒုက္ခဆိုတာကျုံ့ကိုကျုံ့လာမှာဖြစ်တယ်နောက်ဆုံးမှာတည်ခြင်းဆိုတဲ့အဆုံးသတ်မှုနဲ့လာမှာပဲဘယ်သူပဲဖြစ်ဖြစ်ကိုကောင်းဘောကသဘင်လေးတွေဖြူလာပြန်တော့လေ ောင်းမဲအန်တုလိုက်တယ်ဆေးဆိုးလိုက်တာဖုံးကွယ်လို့ရနေတာကိုဖုံးကွယ်ပြလိုက်သွားကျိုးတယ်ကိစ္စမရှိဘူးသွားဆိုင်လိုက်တချို့ကတော့ချိုးပြီးတော့တောင်းဆိုင်တယ်ဒီမှာလှချင်လို့ခုခေတ်တော့အလှပြင်တာတွေပိုများလာနော်မေးချုံနေရင်လည်းဝိုင်းအောင်ပြင်လို့ရတယ်မေးဝိုင်းနေလည်းမေးချုံလေးဖြစ်ချင်လည်းပြင်လို့ရတယ်လူတကူလုံးကိုခုဟာ ဘဂရီယုပျောက်သွားအောင်ပြင်လို့ရတဲ့ခင်ရောက်လာပြင်တဲ့လူကလည်းတကယ်သောပြင်တာပဲအနာခံပြီးတော့ပြင်နော်သူ့ဘသူတော့ဆောင်ဖို့ရှိကောင်းရှိလိမ့်မယ်အနာခံမှအသာဆန်ရမယ်ဆိုအဲ့တော့ညနေချက်ကလေးနဲ့လှုပ်ကြတာအဲ့နောက်ဆုံးတော့ဘာဖြစ်သွားလဲနောက်ဆုံးကျတော့တေယုတ်ကအကုန်ပေါ်လာစကယ်တန်ပဲကျန်တော့နောက်ဆုံးကျရိုးရံကြီးပဲဖြစ်သွားတာပဲ ဆွေနေဘလို့ဆေးဆူဆေးဆူနောက်ဆုံးကျတော့မနိုင်တဲ့အခါကျတော့ဤကြောင်ကြောင်လေးဖြစ်ပြီးတော့လက်မြောက်လဲရတာဖြစ်တယ်။ဆွေင်ကျွတ်တော့လည်းပဲအန်တူးကြသေးတာပဲ။ပရီဒီတွန့်လာတဲ့အခါလည်းပဲပိုတောက်ဆွဲဆေးထိုးပြီးအန်တူးကြပြန်တာပဲ။အဲ့တော့ဘယ်လိုပဲအန်တူတူနောက်ဆုံးကျတော့အရှုံးဟာအရှုံးပဲဘဝပြောင်းရောက်သွားတာပဲဖြစ်တယ်ဗော။ ရသော်ဘုရားကဟောထားတာအရှိပဂရိကိုပဂရိတိုင်းမြင်မှာဘဝဆိုတာဟာအဆိုးကြီးမဟုတ်ပါဘူးရသော်ဘုရားကဘဝမှာကောင်းတာလည်းရှိပါတယ်ဆိုးတာလည်းရှိပါတယ်အကောင်းနဲ့အဆိုးနှစ်မျိုးခွဲခြားပြီးတော့ဟောတယ်သို့တော်ရသော်ဘုရားကသရဝရီဘဝကိုမတွေ့တော့အောင်ဟောတဲ့အခါကျပစ္စမစ်စင်အဆိုးမြင်ဝါဒကြီးလို့ဖြစ်နေတယ်ပေါ့ တကယ်ကတော့ realism ဆိုရအမှန်မြင်ဝါဒသာလင်းဖြစ်တယ်အစိုးရမြင်တာမဟုတ်ဘူးကောင်းတဲ့အကွက်ကိုလည်းကောင်းတယ်လို့ပြောတယ်မကောင်းတဲ့အကွက်ကိုလည်းမကောင်းဘူးလို့ပြောတယ်ဒါဖြင့်ဘဝမှာကျင့်တတ်စရာဘာရှိတယ်လို့မေးချစ်ကိုယ့်အကိုဖြေရှားချစ်ငါလူ့ဘဝရလာတယ်ကျင့်တတ်စရာဘာကောင်းလဲဘဝကိုအကြောင်းပြုပြီးစိတ်ချမ်းသာမှုကိုချမ်းသာမှုရတာဆိုလို့ရှိရင်ဒါဘဝရဲ့ကျင့်တတ်စရာ ဘွားကိုအခြေခံပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရတယ်ဒါနလုပ်ခွင့်ရတယ်သီလစောင့်တည်ခွင့်ရတယ်ပါရမီကုသိုလ်တွေဖြစ်အောင်လုပ်ခွင့်ရဒါကောင်းွက်လို့ခေါ်တယ်ဘဝကိုအကြောင်းပြုပြီးတော့ဒုက္ခသောမနတကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေကိုရတယ်ဒါဘဝရဲ့ခြေနှက်ဆရာအတ္တရာလို့ခေါ်တယ်ဒါဖြင့်အဲ့ဒါတွေရှိတာလားလို့ဆက်တွေးကြည့်လိုက်ဘဝဟာ အနိစ္စသာဝရတိမြဲနေမှာမဟုတ်ဘူးယုတ်လာတဲ့ပုဂ္ဂိုလ်ကလည်းပဲလှပ်ပါတဲ့ယုတ်ကလေးကမြဲနေမှာမဟုတ်ဘူးနုပြိုတဲ့ပုဂ္ဂိုလ်ကလည်းဒီနုပြိုမှုတွေကစင်သာဝရမဟုတ်ဘူးเนาะ